ကဲဆက်လက်ပြီးတော့တပတ်တာကာလအတွင်းစနေသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာအခြေအနေကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အပတ်စဉ်တိုင်းကြီးစုအားပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုလည်းဒီနေ့ကနေကျေးဇူးတင်ပါတယ်အဲ့တော့22မှ3ရက်မတ်လ2025တနင်္ဂနွေနေ့ကနေပြီးတော့29ရက်မတ်လ2025စနေနေ့အထိတပတ်တာအတွင်းစနေသားသမီးတွေရဲ့ကံကြမ္မာကြည့်လိုက်ကြရအောင် ကဲစနေသားမီးရဲ့အနေနဲ့ကတော့ဒီတစ်ပတ်မှာဆိုရင်တော့အတိုက်အခိုက်အပြိုင်ဆိုင်မနာလိုမှုတွေဒေါသထွက်เสียစိတ်တူเสียကိစ္စမျိုးတွေကြုံတွေ့နိုင်တဲ့တပတ်တာဖြစ်ပါတယ်မဖြစ်မနေလှုပ်ဆောင်ရတဲ့ကိစ္စမျိုးတွေလည်းကြုံတွေ့နိုင်တဲ့တပတ်တာဖြစ်ပါတယ်ဒီတစ်ပတ်မှာဒေါသစိတ်ကိုထိန်းရမှာဖြစ်ပါတယ်အဲနောက်တစ်ခုကဒီတစ်ပတ်မှာသတိထားဖို့လည်းလိုတယ်မတော်တဆထိခိုက်တဲ့အရာတာဟုတ်လားပုံပဲ့တန်းရဟုတ်လားအနာတရားဖြစ်တာမျိုးတွေဖြစ်တဲ့ကျမ်းမိုင်တဲ့ပတ်သက်အနေနဲ့ခြူကြမယ်ကိုအောင်မှာရှိတဲ့အောက်လက်ငယ်သားတွေမညီမညွတ်ဖြစ်တာပြောဆိုလို့မရတာမသိမြတ်တာမျိုးတွေကြုံရတတ်တယ် အဲ့တော့စိတ်ထိခိုက်เสียဒေါသထွက်เสียစိတ်ညစ်เสียကိစ္စမျိုးတွေကြုံရမယ်ဆိုတဲ့တပတ်တာဖြစ်တယ်အဲ့တော့လက်ရှိအခြေအနေကိုစွန့်ပြီးတော့တခြားအခြေအနေတခုကိုထူထောင်တာလက်ရှိလုံနေတဲ့ခါခဏရက်ထားပြီးအခြားဟာကိုလှည့်ပြီးလှုပ်တာမျိုးတွေကြုံတွေ့လာနိုင်တဲ့တပတ်တာကာလမျိုးဖြစ်တယ်မျက်နှာပြက်เสียကိစ္စမျိုးတွေကြုံရတတ်တယ်ဟုတ်လားအလွယ်လွယ်အမှန်မှဆုံးဖြတ်မှားတာမျိုးတွေဖြစ်တတ်တယ်လေလို့လေအောင်လဲဖြစ်နိုင်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့အလုံးနေရာပြောင်းတာတာဝန်ပြောင်းတာဟုတ်လားဒီအခြေအနေကနေဟိုအခြေအနေကိုကူးပြောင်းတာ ဒီအစီအစဉ်ရဲ့ဟိုအစီအစဉ်တရက်ကိုကူးပြောင်းတာဒါမျိုးတွေဖြစ်တတ်တယ်ဆိုတဲ့တပတ်တာဖြစ်တယ်เนาะအိမ်ပြောင်းအလုပ်ပြောင်းနေရာပြောင်းစသဖြင့်ဒါမျိုးတွေဖြစ်တတ်တယ်လူငယ်များဖို့ရုတ်တရက်ဆိုသလိုအိမ်တော်ကြတာသို့မဟုတ် လက်ရှိလက်တွဲနေတဲ့သူနဲ့ဟလာကွဲကွာတာလက်တွဲဖြုတ်တာမျိုးတွေဆိုတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့အခြေအနေမှာလဲစိတ်ညစ်စရာစိတ်တူရမယ့်ကိစ္စမျိုးတွေကြုံရတတ်တယ်မကောင်းသောခီးတွေကြုံရတတ်တယ်မဖြစ်မနေလောက်ရမယ့်ခီးမျိုးတွေကြုံရတတ်တယ်ကိုယ့်အတွက်အကျိုးမရှိဘူးအကျိုးမရှိမှန်းတော့သိတယ်သို့တော်များလဲမဖြစ်မနေလောက်ရမယ်ဆိုတာမျိုးတွေကြုံရတတ်တယ် ဲ့တော့အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေဆိုဒီတစ်ပတ်တာမှာမလုတာပို့ပြီးတော့ကောင်းတယ်ဆိုတဲ့တစ်ပတ်တာဖြစ်တယ်အဲ့တော့မနာလိုမုံသားသူအတိုက်ခိုက်ဆိုတာရုတ်တရက်ဆိုလို့ဘွားကနေပေါ်လာတတ်တယ်ဒေါသစိတ်ကိုထိမ့်မှာဆိုတဲ့တစ်ပတ်တာဖြစ်တယ်အလောက်ကန်စီပွားရေးနဲ့ပတ်သက်လို့လုံမကင်မဖြစ်တတ်တယ်ဟာလားကိုမျောလင်းတဲ့လိုမျိုးလက်တွေနဲ့မကိုက်ညီတာတွေလွဲချော်တာတွေဖြစ်တတ်တယ်ကိုပိုင်စီပွားအယောင်းဝယ်အလုပ်ဒီပုံမှန်အခြေအနေထက်နည်းနည်းလေးအားလျော့တာเนาะအကျိုးမြတ်နဲတာအပြိုင်ဆိုင်တွေဖြစ်လာတာမျိုးတွေကြုံရတတ်တဲ့အခက်ကြုံတဲ့တပတ်တာ ဖြစ်ပါတယ်ငွေကြေးရဆိုလဲငွေကုန်ကြေးကြများတတ်တယ်ရမယ့်ငွေကမရဘဲနဲ့ကြန့်ကြန်နေတတ်တယ်အနေတတ်တယ်ဆိုတော့တပတ်တာဖြစ်ပါတယ်ဒီတော့မှဆိုင်ကနာရုံးငန်းတွေဖွင့်မယ်လုပ်ငန်းသစ်တွေစတင်မယ်အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကိုစတင်ထူထောင်မယ်အင်တာဗျူးပြင်မယ်ဆက်မွေးပြင်မယ်ယာရုကိစ္စတွေလုပ်မယ်ဆိုတော့မလုပ်သင့်ဘူးအဲ့တော့အလုတ်ကန်ငွေကြေးအပါအဝင်ဟလာအရေးကြီးတဲ့လုပ်ငန်းတွေပေါ့နော်ဒါတွေကိုမလုပ်တာပို့ပြီးကောင်းပါတယ်ဒီတစ်ပတ်မှာတီးခံလိုက်တာပို့ပြီးကောင်းပါတယ်အဲ့တော့ရည်ရွယ်ကြံစည်ထားတာတွေကိုခစ်တာဒီတစ်ပတ်တာမှာရက်ဆိုင် တိကံမှာသို့မဟုတ်ရင်ကျွန်တော်ရေဒရာလေးလှုပ်ပါเนาะအနိုင်ငယ်ကန်ညံ့တာဖြစ်တဲ့ကြောင့်ရေဒရာနေနဲ့ကျွန်တော်လှုပ်တင်ပါတယ်အဲ့တော့မိမိအိမ်မှာရှိတဲ့စနေနံပစ္စည်းအဟောင်းအစုပ်တွေကိုစွန့်ပစ်မှာဖြစ်ပါတယ်မိမိရဲ့အဝတ်အစားတစ်စုံအမီးကျစ်ဟုတ်လားဖက်နက်ဟုတ်လားစသဖြင့်မိဘကြောင့်မှရှိတဲ့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ဆက်ဆက်တဲ့ပစ္စည်းအဲဒီလိုကမျိုးတွေကိုဟုတ်လားအကုန်လုံးမဟုတ်ရင်တော့မှတမျိုးမျိုးလောက်ကိုစွန့်ပစ်ရမှာဖြစ်တယ်ဟုတ်လား ဲ့ရမကြခဏပြောင်းလဲပြီးအဲ့ရမှာဖြစ်ပါတယ်အိမ်ကန်းထဲမှာအိမ်အိမ်ရှိကိုထွက်ရတာအိမ်ရှိကလည်းအိမ်ကန်းပြောင်းရတာသို့မဟုတ်အခြားအိမ်မှာသွားအိမ်တာမျိုးတွေလှုပ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့တပတ်မှာအနည်းဆုံးတစ်ချိန်လောက်အခုပြောတဲ့ရေတွေအောက်လှုပ်တင်ပါတယ်အဲ့တော့ဒီတပတ်ရဲ့ကံကောင်းလက်ရှင်ကနန်းဒီ၃ခန်းအကျိုးပေးတဲ့အကြောင်းမှာတော့အနက်ရောင်ဖြစ်ပါတယ်စနေသားသမီးမိတ်ဆွေများတို့ပါ